အားလုံးပဲမင်္ဂလာပါ Kitu Success Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာမျှော်ပေးတော့မယ်ဗီဒီယိုမှာတော့ကိုသိကျင်တဲ့ YouTube ဗီဒီယိုတစ်ပုဒ်ကို YouTube video ကအရှိကြီးတွေပေါ့နော် interview တွေ live တွေတခြား YouTube video အရှိကြီးတွေကိုကိုကအချိန်တိုအတွင်းမှာဒီ video ကဘာလို့ပြောထားတာလဲဆိုတာကိုအမြန်ဆုံးမြန်မာလိုပါလေ့လာလို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်။အခုခေတ်မှာဆိုရင် information တွေကလည်းရမ်းကိုများတယ်အလုပ်တွေကလည်းရမ်းများ ပြီးအချိန်တွေကလည်းရှားပါနေတဲ့အချိန်မှာဆိုရင်ကိုသိချင်တာတွေလည်းများနေပြီးတော့အချိန်တွေမပေးနိုင်ဘူးဖြစ်နေတယ်။အဲ့တော့ YouTube video တစ်ပုဒ်ကိုကိုသိချင်တာရှိတယ်ဆိုရင်ဒီ video အရှိကြီးကိုအကြာကြီးကြည့်နေကြမလို့ပဲနဲ့ဒီနည်းလေးကိုသုံးလိုက်တယ်ဆိုရင်ကို့အတွက်အကျိုးရှိတဲ့ဘိုးတူတာတွေရတာမှာဖြစ်ပါ ါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုဖုန်းနဲ့ပဲလုပ်ပြပါမယ်မဖုန်းနဲ့ကိုဝင်လိုက်ပြီးတော့ YouTube ထဲမှာ နမူနာအနေနဲ့ Google ရဲ့ YouTube channel ကိုကျွန်တော်အရင်ဖွင့်ပြထားပါတယ် Google ရဲ့ YouTube channel တွေကဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ယူလိုက်ပါမယ်ဒီမှာဆိုရင် Google ရဲ့ Notebook Alan ဆိုတဲ့ AI ဆိုတာနေပြီးတော့เนาะသူကဘာသာစကားအမျိုး90ထပ်ပြီးတော့ ပြောနိုင်ပြီဆိုတဲ့အကြောင်းလေးကိုပြောထားတဲ့ YouTube ဗီဒီယိုလေးဖြစ်ပါတယ် Noko Airline နဲ့ပတ်သက်လို့လည်းကျွန်တော်ရဲ့ YouTube channel ထဲမှာတင်ထားတာရှိပါတယ် Noko Airline ဆိုတာကအဲကိုသိချင်တဲ့အကြောင်းအရာတွေဗီဒီယိုတွေအဲဒီဒီတင်းတွေကိုနော် link တွေကိုထည့်လိုက်တာနဲ့သူကအတန်နဲ့ပြန်ပြီးတော့ကိုယ်ကိုရှင်းပြတယ်ပေါ့ကတ်လုပ်ပြီးတော့လည်းဗီဒီယိုတွေဖန်တီးပြီးတော့ပတ်စံရှာလို့ရတယ် ဒီ AI tool လေးဖြစ်ပါတယ်အရင်ကကောင်းပါတယ်အရင်တော့ကတော့ဒီ language ဒီ၅မျိုးပဲရတယ်ခုတော့လာ language ပေါင်း50အထိရသွားပြီမြန်မာလိုတော့မရသေးဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဒီမှာဝင်လိုက်ပြီးတော့ share ဆိုတာလေးကိုနှိပ်မယ်ပြီးလို့ရှိရင် copy link ဆိုပြီးတော့ဒီဟာကိုဒီကိုကြည့်ချင်တဲ့ YouTube channel ကို copy link ယူလိုက်မယ်နော်ဒါကနမူနာလောက်ပြပြီးရင် Google ရဲ့ Gemini AI နဲ့ကို အချင်းမင်းနိုင် AI နဲ့ကိုရောက်သွားလို့ရှိရင်ဒီစာရိုက်ရတဲ့နေရာဒီ AI chat bot တွေမှာစာမေးလို့ရတဲ့နေရာလေးမှာရိုက်လိုက်မယ်ရိုက်လိုက်တာဘယ်လိုရိုက်လိုက်မလဲ summarize ပေါ့နော်အတူချုံးပါဆိုပြီးတော့ summarize this link ဆိုပြီးတော့ summarize လောက်ခိုင်းလိုက်မယ်သူကတိုင်ရိုက်တော့ဘာမှလို့ပြန်မပေးနိုင်ဘူးအဲ့ဒါ summarize this link ဆိုပြီးတော့ခုနက copy ယူလာတဲ့ link လေးကို paste လုပ်လိုက်မယ်ပြီးရင် enter နေဟိုမြားလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်အချိန်တို့တင်းမှာပဲဒီအကြောင်းအရာကိုသူကသူကသူ YouTube ကနေ share ဖတ်ပြီးတော့ share ကြည့်ပြီးတော့ ဒီမှာအတူယုံလေးပြောပြထားပါတယ်เนาะဒီဗီဒီယိုဆိုရင်ね Google Notebook Airline New Tools လေးအကြောင်းကိုပြောထားတာတဲ့ language ပေါင်း90ထိအောင်အခုဆိုရင်ပြောနိုင်ပြီတဲ့ဆိုပြီးတော့ဒါ Notebook Airline ကိုဘယ်လိုသုံးရမလဲဆိုတော့သူလမ်းညွှန်ပေးထားတယ်ဒီ Notebook Airline ကိုသုံးဖို့အတွက်ဆိုရင် Notebook Airline.google ကိုသွားပါပြီးရင် login လုပ်ပါပြီးလို့ရှိရင်ကိုကြိုက်တဲ့ language ကိုရွေးပြီးတော့လုပ်လို့ရပါပြီဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒါကိုကအင်္ဂလိပ်လိုအပြင်ဗမာလိုပါသိချင်တယ်ကိုကဗမာပြန်လေးလေးသိချင်တယ်ဆိုလို့ရှိရင်တော့ တော့ဒီဟာလေးကိုထောက်ပြီးတော့ copy ဆိုပြီးတော့နှိပ်လိုက်ပါ copy တက်ဆိုပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးတော့ရင်အောက်မှာ translate ဆိုပြီးတော့ translate this to မြန်မာ language ဆိုပြီးတော့ဘာသာပြန်ခိုင်းလိုက်ပါခုနက copy ယူလာတဲ့ဟာလေးကိုဒီလို open embedded comma လေးခံပြီးတော့ paste ဆိုတာလေးကိုနှိပ်လိုက်ပြီးတော့ enter လေးကိုနှိပ်လိုက်တဲ့ဆိုတာနဲ့မြန်မာလို့ပြန်ပြီးတော့ပြောမှာဖြစ်ပါတယ် မမနဒီဗီဒီယိုမှာဆိုရင်လည်း Google ရဲ့ Notebook Air ဘာသာစကား90ကျော်နဲ့အတန်းချုံကို37ကျပြန်ပိုးပြီးရေလုံဆောင်ချက်အတစ်ခုကြောင်းဆွေးနွေးထားပါတယ်တဲ့ဒီလုံဆောင်ချက်ကိုအသုံးပြုတဲ့30သူတွေကဘယ်လိုလုပ်ရမလဲဆိုပြီးတော့တခါလေးပြောထားတယ်ပေါ့နော်ဖြတ်ပြီးတော့ဒီအောက်မှာကိုက Google Link ကိုလည်းတခါဖတ်ပြီးဆက်ပြီးတော့ထောက်ပြီးတော့ကြည့်လို့လည်းရပါသေးတယ်အဲ့တော့ဒီဗီဒီယိုလေးကတလောက်ပါပဲတရားလေးကတော့ဒါအချိုးရှိတဲ့နည်းလမ်းလေးဖြစ်ပါတယ်အခုလိုအချိုးရှိတဲ့ AI ပါဝင်ဉာဏ်ပညာတွေကိုပုံမှန်တင်ပေးတဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့အမြင်ဝင်အောင်လေ့လာဖို့လိုတယ်ဖိတ်ခေါ်ပါတယ် AI အသုံးပြုနည်းတွေ AI အသုံးပြီးတော့ YouTube တွေမှာဗီဒီယိုတွေဖန်ပြီးပြီးတော့ဝင်ငွေရှာရနည်းတွေကိုမျှဝေပေးမယ်။ online class တွေကို9ရက်နေမှာခု9လပိုင်း9ရက်နေမှာစဝေရှိပါတယ်။စိတ်ဝင်စားရဆိုလို့ရှိရင် comment မှာအမှတ်ငယ်ပေးပါ။အကုန်လုံးကိုဆက်သွယ်ပြီးတော့အကြောင်းကြားပေးပါမယ်။ member ကြီးတပေါင်းနဲ့ AI နည်းပညာတွေရော YouTube channel ထောင်းနည်းတွေရော AI အသုံးပြုပြီးဗီဒီယိုတွေဖန်နည်းတွေပါ။ သိရှိသွားမှာဖြစ်တဲ့ကြောင့်မို့လို့ဒီမမ်မာဂရူလေးမှာဝင်ရောက်လေ့လာပြီးတော့ဆွေးနွေးဖို့လိုတဲ့ဖိတ်ခေါ်ပါရဲအားလုံးဆုံးလေးအောင်ကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်